ဒီလိုမျိုးနှစ်ပေါင်း38နှစ်ကျော်ရည်တည်လာတဲ့ရန်ကင်းချေယိုးကအခုဘန်ကောက်မှာလည်းဖွင့်နေပြီဆိုတော့ရန်ကုန်မှာစားခဲ့တဲ့အရသာလေးနဲ့ဘလိုလေးတွေကွာမလဲဆိုတာကိုဒီနေ့ဆိုင်ကကိုရိုင်းသွားစကြည့်မှာဖြစ်ပါတယ်ဒီဆိုင်လေးကကြတော့ MPK Center ရဲ့ခုနှစ်လမှာဖွင့်ထားတဲ့ WKQ ဆိုတဲ့ကျေးဇူးဆိုင်လေးပါ။ဆိုင်ရဲ့အပြင်စင်တွေ decoration တွေအားစလေးရန်ကုန်မှာစားနေရတဲ့ vibe မျိုးလေးကိုပြန်ရရတယ်။ ဒီနေ့ဆိုင်ကတော့ရန်ကုန်မှာစားနေကြကျေးဦးစီချဲရဲ့ဖတ်ထုတ်ကျော်စာတေးနဲ့အလူတောင်းလေးတွေကိုအဓိကလာစားမှာဖြစ်ပါတယ်။ပြီးတော့ဒီဆိုင်ကစ်ချင်ကလည်း open type လေးလုပ်ထားတာဆိုတော့သူတို့ရဲ့ချက်သမျှဟင်းပွဲလေးတွေကိုလည်းအကုန်လုံးမြင်နေရတာပေါ့နော်။ ဒါကတော့ဆိုင်းတို့တငယ်ချင်းတွေမာတဲ့ဟင်းပွဲလေးတွေပါဆိုင်းရကြတော့ကျေးဥဆိုလို့ရှိရင်ဒီလိုမျိုးစီချက်လေးနဲ့စားမှကြိုက်တဲ့သူဆိုတော့အခုကျေးဥစီချက်ကိုပဲသားလေးနဲ့မာထားလိုက်တယ်ပေါ့နော် သူ့ရဲ့ဂျီအိုကကြတော့ရန်ကုန်မှာစားနေကြတဲ့အတိုင်းဂျီအိုအရေးဂျီအိုစီချက်အပြင်ကိုမှဂျီအိုချင်ဆက်ဆိုပြီးတော့ပါရသေးတယ်။သူ့ရဲ့ဂျီအိုကကြတော့လေအရင်ကစားခဲ့တဲ့အရသာမျိုးလေးပဲလက်ရကတော့မပြောင်းဘူး။သူ့ရဲ့အသားလုံးတွေဆိုလို့ရှိရင်လည်းထုတ်ထုတ်ဤဤလေးနဲ့အဲဒီအချင်းလေးနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးစားကောင်းတယ်။ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့အသားလုံးလေးတွေကိုနည်းနည်းသေးထားပြီးတော့ပိုရှင်ရကြတော့လေရန်ကုန်ဆိုင်ထက်စားလို့ရှိရင်တော့နည်းနည်းနည်းတယ်ပေါ့နော်။ အဓိကဒီထန်းလူတွေကကြတော့သူတို့တယောက်စာဆိုလို့ရှိရင်ဒီလိုမျိုး one portion one bowl လေးတွေပဲစားကြရဆိုတော့အဲသူတို့စားနေကြပုံစံမျိုးလေးနဲ့အနည်းဆက်ဆုံးတူအောင်လို့ဒီလို portion လေးပြင်ထားရလို့မြင်တယ်ပေါ့နော်ဒါလေးကကြတော့ကျေးဥအရေချင်းဆက်ကိုပင်လယ်စာလေးနဲ့ပါပင်လယ်စာကြိုက်တဲ့သူဆိုလို့ရှိရင်တော့သူ့ရဲ့ရတာလေးကပင်လယ်စာနဲ့မွမွေးလေးနဲ့ချင်းချင်းဆက်ဆက်ကလေးဖြစ်နေမှာစားရမှာကတော့ဒီရတာလေးကိုကြိုက်တယ်ဆိုပေမဲ့စားရကြတော့ပုံမှန်ကျေးဥအရတာလေးကိုပိုကြိုက်တယ်ပေါ့နော်ဇင်းနှုံးလေးတွေကကြတော့ဒီလိုတပွဲကို ော်ဘတ်150ဝန်းကျင်လောက်ကစပါတယ်ဒါလေးရကြတော့ဖတ်ထုတ်စီချက်လေးပါသူရဲ့ဖတ်ထုတ်စီချက်ဆိုလို့ရှိရင်လေဒီလိုမျိုးစီချက်နဲ့မွေ့မွေ့လေးနဲ့ဖတ်ထုတ်တာကကျတော့အီအီလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ရန်ကုန်မှာပဲရနိုင်တဲ့ဒီလိုမျိုးဇီးတို့တန်မှုဖြော်ရည်လေးပါတောက်ခဲ့နော် ဒါလေးရကြတော့လေ YKK ကိုရောက်လို့ရှိရင်မပါမဖြစ်မှစာနေကြဝက်စာသေးခင်ပေါ့နော်ဒီလိုမျိုးမြေပဲနဲ့မြမြလေးနှစ်ထည့်ပြီးတော့စားတဲ့ကင်အီအီလေးကိုစားရတာလေငငယ်ရစားခဲ့ရတဲ့အရသာမျိုးလေးပဲဒီရဖတ်ထုတ်ကြော်ဆိုလို့ရှင်လဲလေးမပါမဖြစ်ပဲသူ့ရဖတ်ထုတ်တာလေကျွကျွရွရလေးနဲ့မှွေးနေရောပဲဒီဖတ်ထုတ်ကြော်စားလို့ရှင်လေဘေးကအကြော်လေးတွေအကုန်စားပြီးတော့မှ အလဲရဖတ်ထုတ်သားလေးကိုနောက်ဆုံးမှစားရတာကအရသာရှိရာ ဒါလေးကကျတော့ဝသားခင်ကောင်းခြင်းပေါ့နော်သူ့ရဲ့အသားကိုကျတော့လေး steak လိုပုံစံမျိုးလေးလုပ်ထားတာနူးနူးအင်းအင်းလေးကိုမှဒီလိုမျိုးကောင်းခြင်းလေးနဲ့တွဲစားရတာဒါကကျတော့လေး 1kg ကိုမှအထိုက်ဆုံးလို့တောင်ပြောရမယ်အာလူးတောင်းလေးပေါ့နော်သူ့ရဲ့အာလူးတောင်းကကျတော့လေး top bun နဲ့တင်းတင်းမွေ့မွေ့လေးနဲ့အာလူးတောင်းလေးကလည်း soft ဖြစ်ပြီးတော့လေးတစ်ခါစားပြီးရတယ်လုံးဝမရက်နိုင်မယ့်အရသာမျိုးလေး ဒါလေးကကြတော့နောက်ဆုံးအစာပိတ်အနေနဲ့ရန်ကုန်ဆိုင်ရေခဲတုပ်လေးမှာစားလိုက်တာပေါ့နော်ဒီရေခဲတုပ်လေးကကြတော့ကြောက်ကြောက်ချိတ်လေးအများကြီးနဲ့ချွတ်ချွတ်မွေးမွေးလေးတော်တော်လေးစားလို့ကောင်းတယ် WKKO ဆိုင်လေးက MPK နဲ့ Central Wall ရဲ့ခနလမှာရှိရဆိုတော့ shopping ထွက်ပြီးပြန်ဝင်စားလို့လည်းအဆင်ပြေနော်ဘာကြောင့်မှအခုလိုကြေးဥကောင်းကောင်းလေးရဲ့ဖတ်ထုတ်ကြော်နဲ့အာလူတောင်းလေးပါလာစားချင်တယ်ဆိုလို့ရှိရင်တော့ MPK Center ရဲ့ခနလွာမှာရှိတဲ့ 1KKO မှာလာစားလို့ရပါတယ်။ ဒါဆိုရင်တော့ဆိုင်းရဲ့နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတ